thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ဘိုလ်ချုပ်တွေကြောင့်တမိုင်းတကြော့ပြန်လည်လာတဲ့အိုင်ယန်လိုအေးအေးယူမှုဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်လွန်ခဲ့တဲ့25နှစ်ကအာနာရှင်ဘိုလ်ချုပ်မူကြီးဟောင်းတန်းရွှေအုပ်ချုပ်တဲ့မြန်မာနိုင်ငံအပေါ်အပြည်ပြည်ဆိုင်ရာအလုံသမားဖွဲ့ချုပ်အိုင်ယန်လိုရဲ့ဖွဲ့စည်းပုံဥပဒေပုံမှန်33ရအေးအေးယူခြင်းကစစ်ကောင်စီလက်ထက်မှာတမိုင်းတကြော့ပြန်လည်လာခဲ့ပါတယ်1988ခုနှစ်အာနာသိမ့်ဘိုလ်ချုပ်ကြီးများကတောင်သူနယ်သမားအလုံသမားများနဲ့ပြည်သူလူထုတရက်လုံးကိုတဲ့အိမ်တယောက်လုံးအားပေးစေခိုင်းခြင်း ပါဝင်အမျိုးမျိုးသောအဓမ္မခိုင်းစေမှုတွေကြောင့်နှစ်ထောင်ပြည့်နှစ်စွန်လ14ရက်မှာအိုင်ယန်လူကမြန်မာနိုင်ငံကိုပထမအဦးဆုံးချိန်ဖိတ်ဆိုရင်းယူခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလရက်မှာ NND ဦးဆောင်တဲ့အရသာအစိုးရကိုဖြုတ်ချကအာနာသိမ်းခဲ့တဲ့အာနာရှင်လက်သက်ပို့ချုပ်မှုကြီးမြောက်လိုင်းလက်ထက်မှာမေလ9ရက်နေ့မှာအိုင်ယန်လူကမြန်မာကိုဒုတိယချိန်ရင်းယူခြင်းဖြစ်ပါတယ်။အိုင်ယန်လူရင်းယူမှုမှာစက်ကောင်စီအထင်နာစီမဲ့ဝင်ဝင်ရလမ်းပိတ်ဆို့ရင်းလက်နက်နဲ့လင်းရင်စီဖြတ်တောက်ယူလို့ပါဝင်ပါတယ်။ဝင်ငွေနဲ့အလုပ်သမားတွေလည်းထိမှာဖြစ်ပါတယ်။ ကျန်းခိုင်ပါတီရဲ့လက်ရှိထိပ်သီးကောင်းဆောင်တန်ဦးလည်းဖြင့်ဦးသိန်းစိန်ဆိုရလက်ထက်အလို့သမားဝင်ကြီးလည်းဖြစ်ခဲ့သူဦးမောင်မြင့်ကမင်းကင်းမောင်မြင့်ကနိုင်ငံတကာအတိုင်းဝန်ဖဲခြင်းခံထားတဲ့စစ်ကောင်စီကအိုင်ယလိုညီလာခံမှာတန်တမန်ကြီးရအတိမတ်ပြုမခံရလို့ကြီးမားစွာဆုံးရှုံးနေကြောင်းအခုအရေးယူမှုမှာပေါ်ပေါ်တန်တန်မဟုတ်ကြောင်းပြောဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကော့ဂရိတ်အင်ဂျီလန်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတိစုံမှုများပြားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကြုံတုံးမြို့နယ်ကော့ဂရိတ်အင်ဂျီလန်ဘက်မှတိုက်ပွဲပြင်းထန်နေပြီးစစ်သား20ကျော်တိစုံထားကြောင်းတော်လိုင်းသတင်းရင်းမြစ် ွေကပြောပါရယ်ဇွန်လ18ရက်မနက်9:00နာရီချိန်မှစတင်ပြီးကျုံတုံးမြို့နယ်ခုနှစ်တိုင်းရေဘူးပိုင်ရမုံဝအနီးနဲ့အင်းကြီးရွာဘက်တို့မှတိုက်ပွဲပြင်းထန်ခဲ့ရာမနက်9:00နာရီချိန်ထိတိုက်ပွဲပြင်းထန်နေစဉ်ဖြစ်ပြီးစစ်သား20ကျော်တိစောင်းပြီးတိုက်ပွဲဖြစ်ပွားရာနေရာကိုကျုံတုံးဘက်မှလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ခုနှစ်တိုင်းဘက်ကဒီမနက်စကားစ20လောက်ကျော်ကြတယ် ကိုဘက်ကတော့လုံလောဆယ်မရှိသေးဘူးပြောတယ်မနက်7:00နာရီလောက်မှာကြုံတိုးစကားစတက်ကနေကော့ဂရိတ်လမ်းပိုင်း9တိုင်ဘက်ကိုအင်အား60ဦးရေခင်းရန်ကတစည်းထပ်ပို့တယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ဒါအပြင်ဒီကနေ့စွန်လ18ရက်နေ့မနက်7:45မိနစ်ချိန်စကားကစနေနဲ့တော်လိုင်းတပ်ဖွဲ့များကြားဟောင်းဝင်စာလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိကြောင်းသိရပါတယ်။အလာဒူးစွန်လ18ရက်ည9:00နာရီကမှည7:00နာရီကတည်းကကြုံတိုးမြို့အခြေဆိုင်စစ်တပ်နှစ်တပ်နဲ့ဂျိုင်းတရအခြေဆိုင်စစ်ကောင်စီတပ်တို့မှလက် က်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်မှုတွေရှိခဲ့ကြောင်းရကွန်းရပိုင်တွင်စစ်ကောင်စီတပ်ကကော့ဂရင်အင်ဂျီလန်ပိုင်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ဒိုးစစ်စင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ ကရင်ပြည်နယ်ကောဂရိတ်မြို့နယ်မှာ KNL ဦးဆောင်တဲ့တွန်လိုင်းတပ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။နောက်ထပ်တပုတ်နီနယ်မွန်ပြည်နယ်ကစစ်မှုရန်ပတ်စင်ဆက်လီမှာလိုင်စင်မဲ့ရှင်စီးနှင်းမှုကြောင့်ဖမ်းဆီးခံရသူတွေပါဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မှာစစ်ကောင်စီပွင့်လက်တဲ့စစ်မှုရန်တင်တဲ့ပတ်စင်ဆက်လီအတွက်လူသစ်စုဆောင်ခံရသူတွေထဲမှာတရားမဝင်လိုင်စင်မဲ့ရှင်စီးနှင်းမှုကြောင့်ဖမ်းဆီးခံရသူတွေပါဝင်နေလို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီကစစ်မှုရန်တင်တဲ့အပတ်စင်ဆက်လီကိုသူတို့ထိန်းချုပ်ထားတဲ့တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ဇွန်လ16ရက်နေ့ကတင်နန်းစတင်ဖွင့်လှစ်ပြီးလို့ဝါရဖြန့်သတင်းဒီမှာဖော်ပြပါရယ်စစ်ကောင်စီကစစ်မှုထမ်းတင်နန်းမဖွင့်ပြီးလိုင်စင်မဲ့ရှင်တွေကိုပြီးခဲ့တဲ့မေလနောက်ဆုံးပတ်လောက်ကစတင်ဖမ်းဆီးပြီးရနောက်ဖမ်းဆီးရမိတဲ့ဒေသခံတွေကလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေစုဆောင်မှုတွေလှုပ်ဆောင်ခဲ့တာပါအမည်မဖော်လို့တဲ့မုံပြည်နယ်ဒေသခံတအုပ်ကတော့လိုင်စင်မဲ့ရင်ဖမ်းဆီးရမိတဲ့ဖြစ်စဉ်အချို့မှာနေအိမ်ကငွေကြေးမလိုက်နိုင်သူတွေနဲ့မတိနားမလဲသူတွေစစ်မှုထမ်းတပ်သားစုဆောင်ခံလိုက်ရတယ်လို့ပြောပါရယ်စစ်မှုထမ်းစုဆောင်ခံရသူတွေက လိုင်စင်မဲ့ရှင်ဖမ်းမိပြီးအိမ်ကလာမလိုက်တဲ့ဥစ္စာတွေပတ်စံမလိုက်နိုင်တဲ့သူတွေတက်ကိုခေါ်သွားတဲ့ထောင်ကျခံမလားတက်ထဲမှာလုံမလားဥပဒေနဲ့တရားစွဲခံမလားဒီတဲ့ဝင်တော့တိုက်ပွဲသွားစရာမလိုဒီမှာပဲကိုမျိုးကိုရွာမှာပြန်လုံရမှာပေါ့အဲ့ဒီလိုစင်ယုံချင်းချောက်တယ်လို့ဆိုပါတယ်လိုင်စင်မဲ့ရှင်စီးနင်းမှုကြောင့်ဖမ်းဆီးခံရကစစ်သားစုဆောင်ခံရသူအများစုကထောင်ကျမှာဆိုးတဲ့ကြောက်စိတ်ကြောင့်သာစစ်တဲဝင်ရောက်ခဲ့ကြတာဖြစ်ပြီးဘာမှသိရှိနားလည်တာမရှိကြဘူးလို့သူကဆက်ပြောပါတယ် မည်မဖော်လိုတဲ့မွန်ပြည်နယ်ဒေသခံနောက်တောင်းကလည်းစစ်ကောင်စီကလိုင်စင်မဲ့ရှင်ဖမ်းဆီးမိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့နေရာဆောင်မှာဖမ်းဆီးနေပြီးဖမ်းဆီးရမိပါကလိုင်စင်မဲ့ရှင်ကိုတိုင်းနေပြင်လူကိုပါစစ်သားစုဆောင်မှုရှိနေတယ်လို့ပြောပါတယ်။ လိုင်စင်မဲ့ရင်တွေရှိနေဆိုရင်တော့နေရာဆုံးမှာဖမ်းနေတချို့ကအဖွဲဆောင်နဲ့ဖမ်းတာမဟုတ်ဘူးတခါတလေကြရင်စကန်ရှင်မာကိုဖျက်သွားလို့ရှိရင်တားလာတော့ဘာလို့တွေပေါ့တခါတလေကြရင်သူတို့ကားနဲ့လှည့်ရင်းနဲ့လေတကယ်လို့ကိုယ်ဆိုင်ကကလိုင်စင်မဲ့ဆိုလို့ရှိရင်သူတို့ဖမ်းလိုက်တဲ့ရွာထဲမှာဆိုရင်လည်းရွာထဲမှာဖမ်းနေလူရောဆိုင်ကရောမိလို့ရှိရင်တော့လူပါဖျောက်ဖြစ်တယ်လို့ဆိုပါတယ်လိုင်စင်မဲ့ရှင်စီးနေလို့ဖမ်းဆီးရမိပါကတချို့တွေငွေကြေးအဆမတန်ပေးပြီးပြန်လဲလွတ်မြောက်လာတာရှိသလိုတချို့တွေကတော့ထောင်ချခံရတာမျိုးရှိပြီးတချို့တွေအနေနဲ့ပြောင်းဆုံးသွားတာရှိပေမဲ့ဘဲကွန်ရောက်ရှိသွားလဲဆိုတာ ာမသိရသေးဘူးလို့သူကဆက်ပြောပါတယ်။တဖက်မှာစစ်ကောင်စီကလိုင်စင်မဲ့ကားဆိုင်ကဲအပြင်ဘေးတွဲရှင်တွေကိုစီမံချက်နဲ့အကြီးအကျယ်မျိုးဝင်မျိုးထွက်တွေရှင်သွန်းလာမှုများနေတဲ့နေရာတွေမထင်မတဲ့နေရာတွေအပြင်တင်ရလို့ဆိုပြီးနေအိမ်တွေထိလိုက်လံဖမ်းဆီးနေတာပါ။လိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးမှုကနေစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေကတရားမဝင်ဝင်ငွေရလမ်းတွေရှိနေသလိုတဖက်မှာလည်းလားစင်ဖွင့်လှစ်နေတဲ့စစ်မှုထမ်းတန်းတန်းအတွက်တပ်သားတွေရရှိနေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြားပါတယ်။တရင်ဌာနကပြုစုထားတဲ့အချက်အလက်တွေရမွန်ပြည်နယ်မှာစစ်ကောင်စီကဖွင့်လှစ်နေ တဲ့ပြည်သူစစ်မှုရေးအပတ်စဉ်တက်ကနေပတ်စဉ်73တင်းစစ်သားစုဆောင်ခံရသူပေါင်း2200ကျော်ထိရှိလာခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ဖန်အန်ထောင်မှထောင်ဝင်စားပါဆိုင်ပို့ဖို့သူတို့ချို့ဖန်စည်းငွေညှစ်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တင်ရင်ပြည်နယ်ဖန်အန်ကျင်းထောင်မှအကျဉ်းသားတွေအတွက်ထောင်ဝင်စားပါဆိုင်ပစ္စည်းပို့ဆောင်သူတို့ချို့ဖန်စည်းငွေညှစ်ခံနေရတယ်လို့ထောင်ဝင်တန်းတွေနဲ့နှိစက်တဲ့သူတွေကပြောပါတယ်။ထောင်အာဏာပိုင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကထောင်ဝင်ပါဆိုင်ပစ္စည်းတွေမှာကန့်သက်ပစ္စည်းပါဝင်တာမူးယစ်စေဝါတွေရှိနေဆိုတဲ့ဆက်ဆွဲချက်နဲ့ဖန်စည်းငွေညှစ်မှုတွေလှုပ်ဆောင်နေရပါဒီလိုငွေညှစ်ခံရတဲ့သူတွေထဲမှာမိသားစုတွေပါဝင်တဆင့်ကန်ပါဆိုင်ပစ္စည်းပို့ဆောင်ပေးတဲ့ဆိုင်ကယ်ကယ်ရီသမားတွေလည်းပါဝင်နေ ယ်လို့ဆိုပါတယ်ဖန်ဆင်းငွေညစ်ခံရတဲ့သူတွေကိုတော့ထောင်အာဏာပိုင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကငွေကြက်သိန်းကနန်းကနေသိန်း10နဲ့ချီတောင်းခံတာတွေရှိနေလို့ထောင်ဝင်တန်းတွေနဲ့နှိစက်တဲ့သူတွေကပြောပါတယ်တဖက်မှာတော့စစ်ကောင်စီရဲ့ထောင်ဝင်တန်းတွေကအကျဉ်းသားမိသားစုဝင်တွေရဲ့အဲ့တွေ့ခွင့်အပါအဝင်ပါဆယ်ပစ္စည်းပေးပို့မှုကအစားငွေကြေးတောင်းခံတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်နိုင်ငံရေးကျဉ်းသားကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့အချက်လက်တွေအရစစ်ကောင်စီရဲ့အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမတရားဖက်ဆီးခံရသူ2900ကျော်ရှိနေပြီးအဲ့ဒီထဲမှာ2000ကျော်ဟာဆက်လက်ထ ိန်သိမ်းခံထားပါရယ်။နောက်ထပ်တပုတ်အနေနဲ့ပေါင်းတီမျိုးနယ်မှာအရက်သားတွေကိုလူသားတိုင်းလုံလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်မှုမှာစစ်သား၄ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပေါင်းတီမျိုးနယ်မှာအရက်သားပြည်သူတွေကိုလူသားတိုင်းဖြင့်ဖမ်းဆီးလာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးသွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3600တန်ရင်တာဝန်ရှိသူကပြောပါရယ်။ပေါင်းတီမျိုးနယ်တစ်ပုတ်အုပ်စုနှစ်တိုးရွာနဲ့နွေးတောင်ရွာအကြား ရုပ်ဆိုင်ရွာကပြည်သူတွေကိုဖမ်းပြီးလူသားတိုင်းပြည့်အုံပြုထွက်ခွာလာတဲ့အင်အား100ပါစစ်တပ်စစ်ကြောင်းကိုဇွန်လ16ရက်နေ့မနက်စင်ပိုင်း90ကနေနေ့လယ်2:15မိနစ်အချိန်ထိတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းကတင်ဆောင်သွားသူတွေကိုနှစ်တိုးရွာနဲ့နှွေးတောင်ကျင်းရွာမှာရှိတဲ့ပြည်သူပိုင်းအိမ်တွေနဲ့ထည့်ပြီးနေအိမ်တွေထဲကိုပါမိရှို့သွားခဲ့ပြီးပေါက်ခေါင်းမျိုးဘက်ကိုထွက်ခွာသွားတယ်လို့အတည်ပြုပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဖြူဟာ27ကိုကဲမှုအောင်မှာရှိတဲ့3600တဲ့တိုင်ရင်စနိုက်ပါဖွဲ့တိုင်ရင်ကရဲဘော်တွေကြာဖြတ်တိုက်ခိုက်တာဖြစ်ပြီးစစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာရှိပေမဲ့ပြည်သူကာကွယ်ရဲဘော်တွေထိခိုက်မှုမရှိဘူးလို့သိရကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။